မြင်္ဂလာပါရှင်။ဘမ္မဘုတ်ကချန်နယ်ကနေပရိသတ်တို့ကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာကတော့စာရေးဆရာမင်းမျက်နှောင်ရေးသားထားတဲ့ The Billy Bag ကအစီအစဉ်တူ အပိုင်း33ကိုတင်ဆက်ပေးသွားကြမှာနေ။ဇလန်လေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးကြပါအောင်ရှင်။ဘေးနားမြင်နေရတဲ့လူဒီဘဲလေးကိုလည်းနှိပ်တော်ပေးခဲ့ကြပါရှင်။ဒါဆိုရင်တော့ဇလန်လေးကိုစတင်တင်ဆက်ပေးလိုက်ပါပြီ။ထို့သောဖြင့် ။ဝင်းအောင်ကအဆက်ပလင်းထဲကအဆက်ကုန်မှပလင်းကိုအောင်ပြန်ချပြီ။ကောက်အောင်လိုက်တဲ့မတ္တရာရက်ကွာတောက်ပြင်းတောက်ချင်တော့မယ်။လောက်စားမအောင်မဝသေးလို့နောက်တစ်လုံးလောက်ခတ်တီတီပြောလိုက်တယ်။စံသိန်းကကောက်တဲ့ညင်ညင်လှုပ်ပြီးသူ့တောက်နေတဲ့အဆက်ပလင်းကိုဝင်းအောင်ကိုပေးတယ်။ဝင်းအောင်ကနှစ်လုံးပဲတစ်ချက်ပြုံးပြီးပလင်းကိုစက်ကနေဆွဲယူလိုက်တယ်။အဲ့နာတောက်ခံပြုတ်ပြီးမတောက်ပဲပလင်းကိုစံသေးကိုပြန်ပေးတယ်။ဝင်းရောင်ကအချက်ကိုမတောက်ပဲပြန်ပေးတာကြောင့်စံသေးမျက်မှောင်ကျုပ်ပြီးဝင်းရောင်ကိုတလဲအချက်ပလင်းကိုတလဲကြည့်တယ်။ဟဲ့ရောင် မင်းတို့ပလင်းပြန်ပေးနေတယ်လေယူလေကွာဘာထူဆန်ကြည့်နေတာလဲဝင်းရောင်ကခပ်ပြုံးပြုံးပြောတယ်စံသိန်းကမကြည့်ဘူးမင်းအမေတောက်လိုက်တော့ဆိုတဲ့အမူအရာနဲ့မင်းဆက်ပြားတယ်ဝင်းရောင်ကခေါင်းပြန်ဆန်းပြားတယ်တော်ပြီငါမတောက်တော့ဘူးဝါသွားပြီကွာအဲ့ဒါကြောင့်မင်းကိုပလင်းပြန်ပေးနေတာဟာမင်းကဘလို့ကောင်းလဲကွာစောစောကပဲမဝသေးလို့ဆိုပြီးနောက်တလုံးထပ်တောင်းတယ်အခုပေးပြန်တော့လဲဝါပြီဆိုပြီးပလင်းပြန်ပေးတယ် ပါလေငါတော့ပြီးသားပြီလို့မတော့တာလားရုံးတော့လားဟျောင်းရုံးနေဆိုပုတ်ပွင့်လင်းလေးပြောအစ်စ်တလုံးပေးမယ်ကွာစံတန်ရစကားလေးပြောဝင်းရောက်ပေးတဲ့ပလင်းကိုပြန်ယူလိုက်တယ်မဟုတ်ပါဘူးကွာစောစောကတလုံးတောက်ပြီးကြရဝပါတယ်တသက်မင်းကိုကြည်စားချင်လို့မဝသေးဘူးလို့ပြောလိုက်တာနောက်ပြီးမင်းတရာစိတ်ရှိမရှိကိုလည်းသိချင်လို့ဘယ်ဆိုလို့လဲကွာတရာစိတ်ရတော့ရှိတာအထင်မလွဲနဲ့ငါလူမင်းကိုတရာလို့တိုက်တာမဟုတ်ဘူးကွာမကောက်တတ်လို့ ဘာလို့ဆိုမင်းကဧည့်သည်ငါတို့ကအင်ရှင်တော်ကြာဒီအင်ရှင်တွေကဧည့်ဝတ်မကျေဘူးမိုင်းရိုင်းနဲ့အပြောခံမှာစိုးလို့ကွအဲ့ဒါကြောင့်တိုက်တာဒါသာလို့မဟုတ်ဘူးကွစံသိန်းပြောတော့ကိုသဘောကျပြီးဝင်းရောင်ကတဟာအော်ကြီးတယ်စံသိန်းကဝင်းရောင်ကိုမင်းပြောတဲ့အကျင့်မျိုးနဲ့တစ်ချက်ကြည့်ပြီးအရက်ကိုတမောမောလိုက်တယ်အဲ့ဒီခိုင်အိမ်ပေါ်ကိုထွန်လာရောက်လာတယ်ရောက်လေရောက်ချင်းထွန်လာကစကားဆိုင်ဘာတွေသဘောကျပြီးအားရပါးရရှိနေတာလဲကွငါ့ကိုလည်းပြောစမ်းမအောင် ငါလေးလိုက်ရည်ချင်းလို့ထွန်းလာအတန်ကိုရုတ်တရက်ကြားလိုက်ရတာကြောင့်ဝင်းရောင်တို့အားလုံးအတန်လာရဘက်ကိုတိုင်မြင်မထားပဲပြန်တူကြည့်လိုက်ကြတယ်ထွန်းလာကဆက်လိုက်တဖွာဖွာနဲ့သူတို့ကိုကြည့်နေတယ်ဟာငါကောင်ကြီးပြန်လာပြီလားကွာလာထိုင်စမ်းပါဦးမင်းတို့အရေးကြီးကိစ္စပြောစရာရှိလို့စောင့်နေတာကွာဝင်းရောင်ကအဲ့လိုပြောတယ်ထွန်းလာကဆက်လိုက်ကိုအားရပါးရတဖွာဖွာပြီးလက်ချားညက်ရင်ဝင်းရောင်ဘေးမှာဝင်ထိုင်နေထွန်းလာဝင်ထိုင်လိုက်တာနဲ့ဝင်းရောင်ကစကားစတယ် ။ထွန်းလာမင်းညိုကြီးကောင်ကြီးတရင်ကြပြပြီမလား။အေးကြပြပြီလေ။ညာမင်းတို့ရွာထဲမှာအသက်ခံလိုက်ရတာမလား။အေးဟုတ်တယ်။ညာတက်သွားတာ။ဘယ်သူတက်သွားတာလဲမင်းသိလား။အခုထိတော့မသိသေးဘူး။ငါကောင်ကြီးကိုတော့စုံစမ်းခိုင်းထားတယ်။မကြခင်တော့သိရမှာပါ။ဟုတ်ပါပြီကွာ။မင်းသိရရင်ငါတို့ကိုလည်းပြောအောင်။ငါလည်းစိတ်ဝင်စားလို့ဒီနေ့မှာညိုကြီးကောင်ကြီးကိုဘသူကများတက်ရဲတာလည်းမသိဘူး။ ဒီပုံတိုင်းဆိုညူကြီးလည်းမသေးကြတော့ဘူးမကြခင်တက်ခံတော့မနဲ့တူတယ်ကွာထွန်းလာအခက်ပြုံးပြုံးနဲ့ပြောတယ်ဟုတ်တယ်ငါကောင်မင်းစီကိုငါတကူးတကလာတာအဲ့ကိစ္စပြောချင်လို့ဒီပုံတိုင်းဆိုရင်ညူကြီးလည်းမကြတော့အသက်ခံရတော့မှာဒီတော့ဒီကောင်နေလက်မိုးခင်ငါတို့ညူကြီးကိုအပြက်ရှင်းတော့မင်းအဲ့ဒါမင်းကလာပြောတာကွာဘာကွာမင်းဘာစကားပြောလိုက်တယ်ချက်ချင်းဆိုသလိုထွန်းလာမျက်နာတီးသွားတယ်ဝင်းရောင်ကတက်ပြင်းတစ်ချက်ကိုလေးလေးပင်ပင်ချပင်းဟမ်း မင်းတို့နဲ့ညိုကြီးကြမှာအကန့်တွေရှိသလိုငါနဲ့အဲ့ကောင်ကြမှာလဲအကန့်တွေရှိတယ်ကွာငါတပိတ်ငမြင့်ကိုတတ်တယ်အဲ့ကောင်အဲ့ကောင်ကြောက်မလို့ငမြင့်ဒီလောကကြီးကနေဆော့ဆော့ဆီဆီထွက်ခွာသွားရတာအခုငမြင့်သွေးကြီးကိုအတူကအရှင်ရော ပေါင်းဆက်ချိန်တမ်းပြီမတန်တော့လည်းမကြဘူးကွာငါတို့မတတ်ရင်ညိုကြီးကိုဘေးကောင်နေဝင်တတ်တော့မှာအဲ့လိုတော့ငါဘယ်တော့မှဖြစ်မခံနိုင်ဘူးကွာညိုကြီးကိုငါလက်နဲ့ပြန်တတ်မယ်ငါကောင်ငမြင့်သွေးကြီးကိုငါကိုယ်တိုင်ပြန်ဆက်မယ် ဝေးအောင်မင်းကငါစကားတွေရှစ်ရှစ်ဝေးမပြောချင်ဘူးကွာမင်းကောင်ငမြင့်အတန့်ခံရတယ်လို့ငါကောင်ကြော်ထွန်လဲအသက်ခံရတာပဲဒီတော့မင်းကောင်ကိုတတ်တဲ့ကောင်မင်းလက်နဲ့ပြန်တတ်ချင်တယ်လို့ငါကောင်ကိုတတ်တဲ့ကောင်လည်းငါလက်နဲ့ပြန်တတ်ချင်တယ်အဲ့တော့ကြောင့်ညိုကြီးကိုမင်းတို့အပြက်ရှင်းမဲ့ကိစ္စငါခွင့်မပြုနိုင်ဘူးကွာဒါဖြစ်ဒီလိုလုပ်ကြရင်မကောင်းဘူးလားမင်းနဲ့ငါနှစ်ယောက်ပေါင်းပြီးညိုညိုကြီးတို့အုပ်စုကိုအပြုတ်ဖြုတ်မယ်မင်းလည်းမင်းကောင်ကြော်ထွန်သေးကိုတွေးချစ်ဆက် ငါလဲငါကောင်ငမြက်သွေးကြီးကိုဆက်မယ်။အဲ့လိုဆိုမျက်မျက်တတဖြစ်သွားတယ်။ဘယ်လိုလဲ။မင်းစိတ်ဝင်စားလား။อืมဆက်ဝင်တော့စရဲကွာဒါပေမဲ့ထုံးလာဆက်မပြောပဲဆက်လိုက်တယ်ဒါပေမဲ့ဘာဖြစ်လဲဆက်ပြောလိကွာဝင်းရောင်ကစိတ်မရှိတဲ့လေးတန်းနဲ့မင်းလိုက်တယ်မင်းနဲ့ငါသဘောတူညီမှုတစ်ခုတော့လုပ်ရမယ်ဘာသဘောတူညီမှုလဲပြော့ကွာမင်းစောစောကပြောလိုက်တဲ့စကားဘာညိုကြီးတို့အုပ်စုကိုအပြုတ်ဖြုတ်မယ်ဟုတ်လားဟုတ်တယ်လေဒီကောင်တွေတအုပ်စုလုံးအပြုတ်ဖြုတ်မှာ မျိုးကြီးတယောက်တည်းမဟုတ်ဘူးအေးအဲ့လိုဆိုငါတို့လူတွေအများကြီးတက်ရမှာတောစလုံးကိုဖြုတ်မတော့တက်ရမှာပေါ့ကွာအဲ့ဒါဘာဖြစ်လို့လဲငါလူရင်းမဲ့ပြောမယ်ကွာဒီပွဲမှာငါတို့လူတွေအများကြီးတက်ရမှာဒီတော့မင်းတက်တဲ့ကောင်ကိုတက်တယ်လို့တက်လို့ရတယ်တက်ခွင့်ရှိတယ်ကွာဒါပေမဲ့မျိုးကြီးကိုတော့မင်းတယောက်တည်းတက်လို့မရဘူးတက်ခွင့်မရှိဘူးဂုံဂုံပြောမယ်ကွာမျိုးကြီးနဲ့မင်းတယောက်ချင်းတည်းလို့အခွင့်ရေးရရင်တော့မျိုးကြီးကိုမင်းတက်လို့မရဘူးတက်ခွင့်မရှိဘူး မြို့ကြီးကိုမင်းနဲ့ငါတူတူတက်မယ်။မင်းဓာတ်တစ်ချက်ထိုးရင်ငါလည်းအိတ်ကောင်ဓာတ်တစ်ချက်ထိုးမယ်။လက်တီးတစ်ချက်နဲ့ထိုးရင်လည်းငါလည်းလက်တီးတစ်ချက်နဲ့ပြန်ထိုးမယ်။တယောက်တစ်ချက်တယောက်တက်လေပေါ့ကွာ။ငါပြောတာမင်းသဘောပေါက်လား။ပေါက်တယ်။ပေါက်ရင်ငါပြောတာကိုမင်းသဘောတူလား။အေးတူတယ်ကွာ။မင်းနဲ့ငါအိတ်ကောင်ကိုဓာတ်နဲ့တယောက်တစ်ချက်စိမ့်ပြင်းနေပြီးထိုးကြတာပေါ့။ဟုတ်ပြီ။ဒူရဲဆိုရင်အလုပ်ဖြစ်ပြီကွာ။ဘယ်နေ့စကြမလဲ။ကြိုက်တဲ့နေ့စကွာ။ငါဘက်ကတော့စင်တဲ့မယ်။ မင်းကစင်သည့်ဖြစ်တယ်လို့ငါလည်းစင်သည့်ပဲကွာဒါပေမဲ့အရင်စလိုလုပ်လို့တော့မဖြစ်သေးဘူးကွာအချိန်တစ်ခုယူရမယ်ဒါမှမဖြစ်တဲ့နာနေမဖြစ်မှာသတိဆိုတာမျိုးကပိုရင်မရှိဘူးအဲ့ဒါတော့မင်းသဘောပဲစာမန်လေးကဒါငါ့ကိုလာပြောငါ့ဘက်ကအမြဲစင်သည့်မယ်ဟုတ်ပြီဒါဆိုငါပြန်တော့မယ်နောက်နေ့မှတစ်ခေါက်ထပ်လာခဲ့မယ်အဲ့ကြအရက်အေးစေးတော့ပြီစကားအေးစေးပြောကြတာပေါ့အေးအဲ့နော်ဝင်းရောင်ကမြင်းမင်းနဲ့ငါ့ကြောက်ကိုခေါ်ပြီး အိမ်ပေါ်ကနေဆင်းသွားတယ်။ဝင်းရောက်လို့ထပ်သွားမှထွန်းလာမောင်အေးစန့်သိန်းကြော်တင်းတို့လေးယောက်ဝိုင်းဖွဲ့ထိုင်ပြီးစကားတပြောပြောနဲ့ပြော့ပြော့ပါပါအရင်တောက်ကြတယ်။အိမ်ဝပြောင်းခဲ့တော့ဝင်းရောက်ကကလက်ထိုင်ပေါ်မှာခြေချိတ်ထိုင်ပြီးမျက်စိကိုစုံမဲ့၍အမောဖြေတယ်။မြင်းမီးနဲ့ငကြောက်ကတော့တန်ရောက်ပေါ်မှာထိုင်ပြီးအမောဖြေကြတယ်။ထို့သောဖြင့်နောက်တောင်းလောက်ကြတော့ဝင်းရောက်ကမျက်လုံးကိုဖြည်းဖြည်းချင်းပြန်ဖွင့်ပြီးမြင်းမီးနဲ့ငကြောက်ကိုကြည့်၍ကောင်လေးတွေ ငါအပြင်သွားမလို့မင်းတို့လန်အောင်မလားကွာလို့မေးတယ်။အခုပဲဟိုဘက်ရွာကပြန်လာတယ်။အခုပဲအပြင်ထွက်အောင်မလားကိုငါကြောက်ကခက်တက်တက်ပြန်မေးတယ်။အေးထွက်တဲ့ရင်တော့ထွက်ရမှာပဲ။ဘယ်ဟိုထွက်မှာလဲကိုကျောက်တုတ်ကိုလည်းပြောပါအောင်။တခြားမဟုတ်ပါဘူးကွာရွာလူကြီးစီကိုစကားသွားပြောစရာရှိလို့အဲ့ဒါဆိုရင်တော့ကျောက်တုတ်မလိုက်တော့ဘူးအိမ်မှာပဲနေတော့မယ်။အကိုတယောက်တည်းသွားလို့အဆင်ပြေတယ်မှတ်လားဗျ။မပြေစရာပါရှိတယ်ကွာပြေတယ်ရွာလူကြီးစီမဟုတ်ဘူးငါပဲကိုပဲသွားသွားငါဆင်ပြေတယ် ဟုတ်အကုန်အေးအဲ့ဒါဆိုငါသွားမယ်နော်ဟိုနှကောင်ပြင်လာရင်ငါရွာလူကြီးစီသွားရလို့ပြောလိုက်ကြလားဟုတ်အကုန်ဝင်းရောင်ကကလထန်ပေါ်ကနေထပြီးရွာလူကြီးစီကိုသွားတယ်ထို့သောဖြင့်နောက်15မိနစ်လောက်လမ်းလျှောက်ပြီးတဲ့နောက်ဝင်းရောင်ရွာလူကြီးအိမ်ကိုရောက်သွားတယ်ရွာလူကြီးကအိမ်ကတန်းထားတလုံးမှထိုင်ပြီးရွေးနှွေးချမ်းတောင်းနေတယ်ဝင်းရောင်ကပါစကားမှမပြောဘဲခတ်တီတီနဲ့ရွာလူကြီးရှေ့မျက်နှာချင်းဆိုင်ကတန်းရောက်ပေါ်မှာဝင်ထိုင်နေဝင်းရောင်ထိုင်လိုက်တာနဲ့ရွာလူကြီးက ရင်နှွေးတခတ်ငှက်ပြီးဝင်းရောင်ကိုပေးတယ်။ဝင်းရောင်ကရင်နှွေးခတ်ကိုကောက်ကမ်းပြီးတစ်ချိုက် မော့တောက်လိုက်တယ်။အဲဒီနောက်ခွက်ကိုပြန်အောက်ချပြီးရွာလူကြီးမျက်နှာကိုရှုတည်တည်ကြည့်ပြီးမျိုးကြီးကိုကြောက်တော့အပြုတ်ရှင်းတော့မယ်။အဲဒီလိုခက်ပြက်ပြက်ပြောလိုက်တယ်။ဝင်းရောင်စကားကြားပြီးရွာလူကြီးကမျက်လုံးပြူသွားတယ်။ဝင်းရောင်မင်းမျိုးကြီးကိုတကယ်တက်တော့မှာလား။ဟုတ်တယ်။ယောကြီးတွေမကဘူးသူ့ကောင်တွေကိုပါအခုံတမ်းမှာအဲ့ဒါကြောင့်ခမည်းစီကိုလာတာဒီလောက်ဆိုခမည်းသဘောပေါက်လောက်ပါတယ်နော် ဇွာလူကြီးကခေါင်းတက်ညိမ့်ညိမ့်လှုပ်ပြီးပေါက်တယ်မင်းစိတ်ကြိုက်တာလို့အဲ့ကောင်ငါလည်းမကြည့်တာကြာပြီငါလည်းမဟုတ်ဘူးတနယ်လုံးကြည့်မရတာဒီတော့ဖြစ်လာတဲ့ပြဿနာအကုန်လုံးငါကိုယ်တိုင်ဒိုင်ခံပြီးဖြေရှင်းပေးမယ်မင်းဘာမှမဖြစ်စရာဘူးငါအမခံနေဟုတ်ပြီကျုပ်ငွေဘလောက်ပေးရမလဲခမရဘလောက်လိုချင်လဲလိုချင်သလားပြီးတော့ကျုပ်ပေးမယ်ရပါတယ်ဝင်းအောင်ရမင်းနဲ့ငါပြောရမယ့်လူတွေမှမဟုတ်တာမင်းပေးချင်သလားပေး မင်းပေးတဲ့လောက်ပဲငါယူမယ်ကွ။ဒါဖြင့်ညနေကျရင်ကျုပ်ကောင်တကောင် လာပေးခန့်လိုက်မယ်။မင်းကဒီညနိုင်ကိုမလာတော့ဘူးလား။လာတော့လာမှာပေါ့ဗျာ။အဲ့ဒါဆိုမင်းလာမှယူလာခဲ့လေကွာတကူတကလာပေးခိုင်းတာမလိုပါဘူးကွာအလုပ်ချုပ်တယ်ဟုတ်ပြီလေဒါဖြင့်ညကျကျုပ်လာရင်ယူခဲ့မယ်အခုတော့ပြန်ခွင့်ပြုပါအောင်ကျုပ်လုံးဆရာလေးရှိသေးလို့အေးအေးဂရုစိုက်ပြန်အောင်ကွာအဲ့ဒီနောက်ဝင်းရောင်ကတန်းရောက်ပေါ်ကထပြီးရွာလူကြီးကိုနှုတ်ဆက်ပြီး သူ့အိမ်သူပြန်သွားလေတော့တယ်။ည9:00နာရီဒိုအချိန်ရောက်မှရဲကြီးနဲ့အေးကျော်ဝင်းရောက်အိမ်ကိုပြန်ရောက်လာကြတယ်။ဝင်းရောက်ကကလထိုင်ပေါ်မှာခြေချိတ်ထိုင်ပြီးစလိတ်ကိုဟန်ပါပါတောက်နေတယ်။ရဲကြီးနဲ့အေးကျော်ကအိမ်ထဲကိုရောက်နေရောက်ချင်းဒန်လျာတလုံးပေါ်မှာထိုင်ပြီးအမောဖြေကြတယ်။ရဲကြီးတို့ကြောက်ပြီးတောင်းလောက်ကြတော့အိမ်ပေါ်ကနေမြင်းမီးတဲ့ငါကြောင့်လွယ်တလုံးစီလွယ်ပြီးဆင်းလာကြတယ်။သူတို့နောက်မှာတော့အနှင်းနဲ့ပါလာတယ်။အိမ်ရောက်ရောက်တာနဲ့ မြင်းမိတဲ့ငကြောက်ကရဲကြီးတို့မျက်နှာချင်းဆိုင်ကတန်းကြားပေါ်မှာသွားထိုင်နေအနင်းကတော့ဝင်းရောက်အနားကိုသွားပြီးအကိုဘိုက်စားပြီလားသမင်းစားတော့မလားလို့မေးတယ်ဝင်းရောက်ကနှစ်လုံးပဲပြုံးပြပြီးကောင်းကျင်းပြတယ်ဒါဆိုအနင်းပြင်စရာရှိတာပြင်ထားလိုက်တော့မယ်နော်ပြင်ပါဗျာပြင်ပါဟုတ်အကိုခဏပဲစောင့်အနင်းကအဲ့လိုပြောပြီးထပ်သွားတယ်အနင်းထွက်သွားမှဝင်းရောက်ကရဲကြီးတို့ကိုကြည့်ပြီးရဲကြီးမင်းကစုံစမ်းခိုင်းထားတဲ့ကိစ္စဘာထူလဲမင်းဘာသိခဲ့လဲ ိခဲ့တာတွေအကုန်ငါ့ကိုပြောပြကျုပ်တိခဲ့တာကတော့အစုံမဲကိုဒါပေမဲ့ညိုကြီးကောင်တွေကိုဘသူတက်လဲဆိုတာတော့မသိခဲ့ဘူးဘာကွမင်းကငါဒီကိစ္စစုံစမ်းခံလိုက်တာအဲ့တော့ဒီကိစ္စမသိခဲ့ဘူးဆိုတော့မင်းဘာရီရှော့စုံစမ်းပြီးဘာရီတိခဲ့တာလဲငါ့ကိုပြောစမ်းဝင်းရောက်ငါဒေါသတက်ကြီးပြောတယ်ဒီကိစ္စမစုံစမ်းနိုင်ခဲ့ပေမဲ့တခြားကိစ္စတွေစုံစမ်းနိုင်ခဲ့တဲ့ကိုဒီနေ့မှာညိုကြီးနဲ့အပြိုင်ကျန်းနေတဲ့လူတစ်ယောက်ရှိတယ် သူ့နာမည်ကမောင်မောင်တဲ့။သူလဲအောက်မှာလဲလူတွေမနှဲဘူးအတော်များတယ်ဗျ။မောင်မောင်ဟုတ်လား။ဒီကောင်ကဘာကောင်လဲ။ဘာကောင်လဲတော့မသိဘူးအကူ။ဒီနေမှာညိုကြီးပြီးရင်ဒီကောင်ကဩစာအရှိဆုံး။ကြောက်စရာအကောင်းဆုံးလူပဲတဲ့။တနေ့လုံးဘသူမှမထည့်ရဲဘူးလို့ပြောတယ်။ဂုံဂုံပြောရရင်ဗျာညိုကြီးကောင်ညိုကြီးကောင်တော့ဒီကောင်ကိုမထည့်ရဲဘူးတဲ့။အဲ့လောက်တောင်ပဲလားကွာ။ဟုတ်ကူ။ဒီကောင်ပေရွာကလည်းအုံးမင်သာရွာကပါကော အုံးပင်သားရွာဆိုတာမြင့်အောင်အောင်စိုးတို့ရွာကိုပြောတာလားဟုတ်တယ်ကိုအဲ့ရွာကဝင်းရောင်ကကောင်းတက်ချင်းချင်းလှုပ်ပြီးမင်းဒီအကောင်အကြောင်းဘာတွေသိခဲ့သေးလဲသိခဲ့တာတွေအကုန်ငါ့ကိုတလုံးမကြံပြောပြဟုတ်ကူဒီကောင်ကမြင့်အောင်တို့အောင်စိုးတို့တတ်ရှိထင်ရှားရှိစဉ်ခါကမိုက်တီမိုက်ကန်းကောင်ဒါပေမဲ့အဲ့ဒီတုန်းကပြောတဲ့လောက်မိုက်တာမဟုတ်ဘူးညိုကြီးလူမိုက်ဘရင်ဖြစ်မှဒီကောင် အတော်မိုက်သွားတာဗျဘလို့ဘလို့ဘလို့မင်းပြောတာငါမရှိဘူးကွာ ပြန်ပြောဆက်ပါအောင်ညိုကြီးလူမိုက်ဘရင်ဖြစ်မှာဒီကောင်ကအတော်မိုက်သွားတာဟုတ်လားဟုတ်တယ်ကိုညိုကြီးလူမိုက်ဘရင်ဖြစ်မှာဒီကောင်ညိုကြီးလက်အောက်ဝင်ပြီးတော့ညိုကြီးအားကိုနဲ့အတော်မိုက်သွားတာဓာတ်ပြဒီကောင်ကအရင်တော့ညိုကြီးလက်အောက်ကကောင်ပေါ့ဟုတ်တယ်ကိုအရင်ကတော့ဒီကောင်ကညိုကြီးလက်အောက်ကကောင်အခုတော့မဟုတ်တော့ဘူးသူကသူတစင်ထောင်ပြီးမိုက်နေတာဗျဓာတ်နဲ့နေစားမအောင်ကွာညိုကြီးနဲ့ဒီကောင်ဘလို့ဖြစ်ပြီးတော့ क्वे ပြဲသွားတာလေကျုပ်တီးတလောက်ကတော့အပြစ်မရှိပဲ ူရွာသားကိုညိုကြီးကတတ်လိုက်လို့ဒီကောင်မတင်မနှက်ဖြစ်ပြီးညိုကြီးလောက်ကနေအပေးပိုင်ထွက်သွားတာလို့ပြောတာပဲပြီးမှဒဇင်ထောင်ပြီးမိုက်တာအခုဆိုဒီကောက်လက်အောင်မှာလူတွေအတော်များနေပြီညိုကြီးထက်တောင်လူအင်အားတောက်နေသေးတယ်ဗျအင်းမင်းပြောပုံရဆိုရင်တော့ညိုကြီးကောင်တကောင်ကိုတတ်တာဒီကောင်နေဖြစ်မယ်အဲ့ဒါကတော့တုတ်တိကြမသိခဲ့ဘူးကိုဖြစ်နိုင်ချေတော့များမယ်ထက်တယ်ဘလို့ပဲဖြစ်ဖြစ်ဒီကောက်ကိုငါတို့တတိထားမှရတော့မယ်ဒီကောင်ကတာမန်ကောင်တကောင်တော့မဖြစ်နိုင်ဘူးကွာ ်သေရဲတက်ရဲပြီးအဆက်ရှိတဲ့ကောင်စားမျိုးဖြစ်မယ်အဲ့တော့ကြောင့်ဒီကောင်ညိုကြီးလောက်ကမကြောက်မလန့်ထွက်ပြီးတော့စင်ထောင်ရဲတာလေဟုတ်တယ်ကိုဒရီထားတာတော့မမဟုတ်ပေါ့အေးညိုကြီးကို ရှင်းပြရင်ဒီကောင်နဲ့ငါတို့ထိတ်တိုက်တွေ့အောင်မယ်နဲ့တူတယ်ဘွဲရတော့လှပြီကွာဘာလို့လဲကိုဝင်းရောင်ကလစ်လို့ဖဲတစ်ချက်ပြုံးပြီဒီကောက်ကြည့်ရတာညိုကြီးကိုတက်ပြီးဒီနယ်မှာဘရင်လှုပ်ရှင်နေတဲ့ပုံကအဲ့ဒါကြောင့်ညိုကြီးရဲ့လက်နက်ဖက်ကို အရင်ရချိုးလိုက်တာ အခုဆိုညိုကြီးပေးမှာသူ့လက်ရုံးနှစ်ယောက်တောင်မရှိတော့။တနည်းပြောရရင်တော့သူ့လက်နှစ်ဖက်မရှိတော့ဘူးပေါ့ကွာ။လက်နှစ်ဖက်မရှိတော့မှညိုကြီးကိုဒီကောင်အေးဆေးဆေးတက်လို့ရတာပေါ့။ဟုတ်ကော။အေးညိုကြီးတို့ရင်အေးညိုကြီးတင်ရင်ဒီနယ်မှာဘသူမှမရှိတော့ဘူးကွာ။မင်းတို့ငါတို့ပဲရှိတော့မှာ။ငါတို့ဘာကောင်တွေဆိုတာဒီကောင်တွေသိမှာပဲ။ဒီတော့ဒီကောင်ပင်ဖြစ်ချင်ရင်ငါတို့ကိုပါအပြည့်ရှင်းနိုင်ရမှာရမှာ။ မရှင်းနိုင်တော့ဘရင်လို့ဖို့မလွယ်သေးဘူးကွာတနည်းပြောရရင်တော့စိတ်မချသေးဘူးပေါ့ကွာဟုတ်ကူတုတ်သဘောပေါက်ပြီအေးမင်းသဘောပေါက်ဖို့ပဲလို့လေရဲ့ကြီးဒီရှိစွန်စားခန်းတွေကတခန်းပြီးတခန်းလာတော့ပါနော်မင်းတမျာကိုမြည်နေအောင်တွေးထားပြီတော့ဟုတ်ကူစကားပြောလို့ပြီးပြီလားကိုပြီးရင်အနေထမွေးပွဲယူလာတော့မယ်နော်အနေကလမ်းအော်နေရပြီအနေရယူလာခဲ့တော့အကိုဘိုက်တော်စားနေပြီကွာ ဝင်းရောင်စကားဆုံးတာနဲ့အနေငါထမင်းပွဲဟင်းပွဲတွေကိုကျူလာပြီးဇဝဲကုန်ပေါ်ကိုလာချပေးတယ်။ဒီတော့မှဝင်းရောင်ကကလထိုင်ပေါ်ကထပြီးမြင်းမီတို့ထိုင်နေတဲ့တန်းလျောက်ပေါ်ကိုတွားထိုင်နေ။ဝင်းရောင်တန်းလျောက်ပေါ်ထိုင်လိုက်တာနဲ့တပြိုင်နက်မြင်းမီနဲ့ငကြောက်ကမတ်တက်ထရက်ပြီးမင်းရဖယ်ပေးကြတယ်။မြင်းမီနဲ့ငကြောက်ကညနေကလေးကထမင်းစားပြီးခြေပြီးအဲဒါကြောင့်ဝင်းရောင်လွတ်လွတ်လပ်လပ်စားရအောင်မင်းရဖယ်ပေးကြခြင်းဖြစ်တယ်။အဲဒီနောက်ဝင်းရောင်ကလက်စည်းစလုံးတဲ့လမ်းလိုက်ခြေပြီး ရဲကြီးနဲ့အေးကျော်မင်းတို့ထမင်းမစားသေးဘူးလားကွာလို့မေးတယ်။ရဲကြီးနဲ့အေးကျော်ကကောင်းချင်ပြတယ်။ဒါဆိုငါနဲ့အတူဝင်စား။အဲ့ဒီနောက်ဆရာတပည့်၃ယောက်ထမင်းဟင်းတွေကိုမင်းရင်ချက်ယူစားတော့ကြတယ်။ထို့သောဖြင့်နောက်နိုင်ဝဲလောက်ကြတော့ထမင်းစားလို့ပြီးစီးသွားပြီ။ရဲကြီးနဲ့အေးကျော်ဟုတ်အကူပြောပါမင်းတို့တနေကုန်တော့ရလာရတာနဲ့ဆိုတော့ပြင်းမဲသွားပြီကွာဒီတော့အေးစေးနားယူတော့ဟုတ်ကဲ့ကွအေးငါကတော့အနားယူလို့မရသေးဘူးနိုင်အိမ်ကို ဂိတ်စာတစ်ခုနဲ့တွားရအောင်မင်းကျုပ်တို့လည်းလိုက်ခံမင်းအခုစိတ်မချဘူးဗျရဲကြီးကခက်သက်သက်ပြောတယ်ရတယ်မလို့ဘူးမင်းတို့ကိုယ့်ဟာကိုအေးအေးဆေးဆေးအနားယူမလိုက်နဲ့ငါနဲ့ကောင်လေးနှစ်ကောင်ပဲတွားလိုက်မင်းငါတို့လည်းသိမ့်မကြပါဘူးကွာခဏပဲဘေးစရာရှိတာပေးပြောစရာရှိတာပြောပြီးပြန်လာမှာကွာဟုတ်ကောအေးဒါဆိုငါတော့တော့မင်းဝင်းရောင်ကမင်းမင်းနဲ့ငါကြောက်ကိုခေါ်ပြီးအိမ်ထဲကနေထွက်ပြီးနိုင်အိမ်ရှိရာကိုဦးတည်သွားခဲ့ပါတယ် အိမ်ထဲကတန်းလျာတလုံးပေါ်မှာမောင်မောင်လဲအိမ်နေပြီးမျက်လုံးပေါ်စောင်းမဲ့ပြီးနှဖိုးပေါ်လက်တင်ကစင်စားခန်းဝင်နေတယ်။မမမြေတချင်းဆိုင်တန်းလျာပေါ်မှာတော့ငလုံးဖိုးကလာနဲ့တိန်းစော်တို့သုံးယောက်ထိုင်နေကြတယ်။ငလုံးနဲ့ဖိုးကလာကမမကိုအကဲခံနဲ့ကြည့်နေကြပြီးတိန်းစော်ကတော့ဆက်လက်ကိုအယတာခံတောင်းနေတယ်။ထို့သောဖြင့်နောက်တောင်းလောက်ကြတော့ဖိုးကလာကအကိုဒီညဖဲဝိုင်းမသွားတော့ဘူးလားမင်းလေ။မမကမျက်လုံးကိုဆက်ခနဲ့ဖွင့်ပြီးသွားပါစောသေးလို့ ဟုတ်အကိုဒါနဲ့အကိုဘာတွေစဉ်းစားနေတာလဲအကိုကြည့်ရတာတခုခုစဉ်းစားနေတယ်လို့ပဲဗျဘာရမဟုတ်ပါဘူးကွာဟိုအန်ဒီရဲ့ကောင်းနှကောင်းတော်လာနေဝင်းရောင်ကိုဘလို့ရှင်းကောင်းမလဲအခုတွေကစဉ်းစားနေတာကွာမမောင်စကားကြားပြီးဖိုးကလားမျိုးလုံးပြူသားတယ်ဟာဗျာမဟုတ်တာအကိုကနောက်နေပြန်ပြီမနောက်ဘူးငါကောင်ငါတကယ်ပြောနေတာထုံးလာနဲ့ဝင်းရောင်ကိုဘလို့ရှင်းရင်ကောင်းမလဲအခုတည်းကစဉ်းစားနေတာကွမမငေါကနေထထန်ပြီးပြောတယ် အကိုတကယ်ကြီးပြောနေတာလားအေးဟုတ်တယ်တကယ်ဘာလို့ကျုပ်တို့ကဒီကောင်နဲ့ကောင် ရှင်းရမှာလဲဒီကောင်နေနဲ့ကျုပ်တို့ကြဘာကန့်အမှမရှိဘူးအဲ့ဒါကိုဘလိုင်းကြီးသွားရှင်းလို့ရမလားနောက်ပြီးဒီကောင်နေအကြောင်းအကိုလည်းသိရတဲ့နဲ့ဒီကောင်နေကတကယ်အန္တရာယ်ကောင်နေရင်းဖို့မပြောနဲ့ထိဖို့တော့မလွယ်ဘူးငလုံးကဝင်ပြောတယ်မင်းပြောတာမှန်တဲ့တလောက်တော့မှန်တယ်ငလုံးဒီကောင်နေနဲ့ငါတို့အခုထိဘာအကန့်အမှမရှိတာမှန်တယ်ဒါပေမဲ့နောက်ကျရင် အကန့်တွေရှိလာနိုင်တယ်ကွာ အဲ့ဒါကြောင့်ခုလေကဘလို့ရှင်းကောင်းမလဲစဉ်းစားနေတာတန်းကြီးပြောရရင်မဖြစ်သေးတဲ့ကိစ္စကိုတွေးပူနေတာပေါ့ကွာအကိုပြောတာကြောက်နားမလဲဘူးဘလို့ကြောင့်ဒီကောင်လေးနဲ့ကြောက်တော့ကြာအကန့်နေရှိရမှာလဲဗျသိချင်ရင်စောင့်ကြည့်ငါ့ကိုမမင်းနဲ့အဲ့ကြာသိလိမ့်မယ်မမောင်ကလေးတန်းမမနဲ့ပြောလိုက်တယ်အဲ့ဒါကြောင့်ငလုံးဆက်မမင်းတော့ပဲတိတ်ဆိတ်သွားတော့တယ်ဖိုးကလောက်ကတော့သူ့မင်းစေးကိုလက်နဲ့ပုတ်ပြီး မမောင်ပြောလိုက်တဲ့စကားရဲ့အထိပ်ပဲကိုစဉ်းစားနေတော့တယ်။နောက်တော့မှကြတော့မမောင်ကအချိန်ကျပြီသွားမယ်။အဲ့လိုပြောက မတက်တရက်ပြီးအိမ်ထဲကနေထွက်သွားတယ်။မမောင်ထွက်သွားတဲ့အတွက်ငလုံးဖိုကလနဲ့သိန်းစော်တို့တုံရောက်မမောင်နောက်ကိုလိုက်သွားကြတော့တယ်။ပြည်သူများရှင်ဒီကနေ့မှတက်ဆက်ပေးခဲ့တာကတော့ The Philip Beck Guide အစီအစဉ်2အပိုင်း33ကိုတင်ဆက်လုပ်ပြီးသားပါပြီရှင်။ ဇလန်းလေးကိုဆုံးထိလိုက်ပါနာဆင်အပီးခဲ့တယ်။ပရိသတ်တဝူးရှင်းစီတိုင်းကိုတွူးပင်ကျေစွတ်တမာတယ်။တာယာပြည့်စင်းတဲ့နေတဲ့လေးကိုပိုင်ဆိုင်နေကြပါစေ။နောက်ရက်များမှာလည်းဒီလိုဇလန်းကောင်းလေးတွေနဲ့အတူတူမဟိတ်ကတက်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ပရိသတ်တို့ကဆက်လက်ဆောင်မြန်းကြည့်ရှုအပီးကြပါအောင်ရှင်။